အားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကျေးဇူးပါတယ်เนาะအားလုံးအလောက်ကန်ခွဲလန်းတွေစင်ပြေကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဒီကနေ့လဲကျွန်တော်တို့29ရက်နေ့အတွက်ထမှန်ဖိတ်ခေါ်ထားတဲ့ NGO ရဲ့အလောက်ကန်ခွဲလန်းတွေကိုဆက်လက်ပြီးတော့ဖော်ပြပြတော့မှာဖြစ်ပါတယ်ဆက်လက်ပြီးတော့အားပေးနာဆင်ပြဖို့ဖိတ်ခေါ်ပါရစေเนาะဥဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် PUI ဆိုတဲ့ organization က Yangon location အတွက် head manager ဆိုတဲ့ position ကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ David Pila organization ကလည်းရန်ကုန် location အတွက်ကို final officer ဖိတ်ခေါ်ထားပါတယ်။ CF MM ဆိုတဲ့ဘက်ကလည်းရန်ကုန် location တက်ပါပဲ။အ final and administration assistant ဆိုတဲ့ position ကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ now cfmn ကပဲမန္တလေး region data အတွက်ကို fee officer ဆိုတဲ့ position ကိုပြခေါ်ထားတာတွေ့ရပါတယ် နောက်ဖွဲ့စည်းတစ်ခုကြည့်မယ်ဆိုရင် ATT မြန်မာကလည်းမန္တလေး region အတွက် agricultural recovery recovery project officer ဆိုတဲ့ position ရာသူကိုပြီးခေါ်ထားတာတွေ့ရပါတယ် RCI ဆိုတဲ့ organization ကလည်းရခိုင် location အတွက်ကို project officer position ခေါ်ထားတာတွေ့ရပါတယ်အဲနောက်အဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် ECROP ဆိုတဲ့အဖွဲ့ကလည်းအဲမြန်မာ ဟို online ဆိုပြီးတော့အဲ location ကိုဖော်ပြထားပါတယ်ခေါ်ထားတဲ့အဲ position ကတော့ gender analysis consultant ဆိုတဲ့ position ကိုပြခေါ်ထားတာတွေ့ရပါတယ်နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ alliance မြန်မာကတော့ position 3ခုခေါ်ထားတာတွေ့ရပါတယ်သူရဲ့ location ကတော့မန္တလေးနဲ့စကိုင်း3ခုစလုံးဖြစ်ပါတယ်လို့ခေါ်ထားတဲ့ position တွေကတော့ project assistant တစ်ခု nurse တခုရဲ့ medical officer ဆိုတဲ့ position တုံးခုကိုမန္တလေးနဲ့စကိုင်းရူချင်းအတွက် alliance မြန်မာ organization ကတုံးခုပိတ်ခေါ်သားတာတွေ့ရပါတယ်။နောက်အဖွဲ့အစည်းတခုအနေနဲ့ NEG ဆိုတဲ့အဖွဲ့ကလည်းအဲ adequate response တဲ့ပေါ့နော်။အဲမန္တလေးစကိုင်းရူချင်းအတွက်ပါပဲခေါ်ထားတာ။ data ကတော့ခေါ်ထားတဲ့ပိတ်ခေါ်ထားတဲ့ကျွန်တော်ရဲ့အဲ position ကတော့ supply and logistic assistant ဆိုပြီးတော့ position တစ်ခုနောက်တစ်ခုကတော့ admin and finance officer ဆိုတဲ့ position တွေရာဒုတွေကိုကျွန်တော်တို့ဒီနေ့29ရက်နေ့အတွက်ပိတ်ခေါ်ထားတဲ့လောက်ကိုင်းနေဖြစ်ပါတယ်အလောက်ကိုင်းအားလုံးရရှိပြီးတော့အခွင့်အလမ်းတွေရရှိပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်တာပြပို့လဲမေတ္တာရက်ခံတောင်းဆိုပါရစေနော်နောက်ပြန်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်